အားလုံးပဲမင်္ဂလာပါ MUC Engineering Training Center မှာကြိုဆိုပါရစေ။ဒီဗီဒီယိုလေးမှာ project တွေဆွေးပြီးတော့တဲ့အခါမှာဘယ်လိုပုံစံမျိုးပိန့်ထုတ်ရမလဲ၊ပုံထုတ်ရမလဲဆိုတာလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်။ AutoCAD မှာပိန့်ထုတ်မယ်ဆိုလို့ရှိရင် Model နဲ့ Layout ဆိုပြီးတော့မှနှစ်ပိုင်းရှိပါတယ်။ဒီဗီဒီယိုလေးမှာတော့အကုန်သူလိုက်ပြီးတော့မှလက်တွေ့လုပ်ကြည့်လို့ရအောင် Model မှာဘယ်လိုပုံစံမျိုးပိန့်ထုတ်မလဲဆိုတာလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်။ Model မှာစနစ်တကျပိန့်ထုတ်တတ်ရှင်တော့ဒီရှင်နဲ့အတူလိုက်ပြီးတော့လေ့လာကြည့်လို့ရပါတယ်။ ော့မယ်ဆိုလို့ရှိရင်ပထမအဆုံးသူ့ရဲ့ shortcut အနေနဲ့ control p ဆိုပြီးတော့မှနှိပ်ပေးရပါတယ်။ဒီညမှာ control p ဆိုပြီးတော့မှမနှိပ်ရှင်မှုဆိုရင် printer ထဲက plot ဆိုတဲ့ဒီညလေးကိုသူကနှိပ်ပေးရင်လည်းရပါတယ်။ print ထုတ်မယ်ဆိုလို့ရှိရင် printer ရွေးပေးရပါမယ်။ printer ရွေးတဲ့နေရာမှာဒီမျှလေးကိုနှိပ်လိုက်မယ်ဆိုရင်သူ့မှာရွေးစရာ option နဲ့အများကြီးရှိတယ်။ဒါပေမဲ့ကိုယ့်ရဲ့ဆက်က printer နဲ့ရှိတ်ဆက်ထားလို့ရှိရင်သူက ပရင်တာကိုတော့ရွေးပေးရပါမယ်။အဲ့ခါကြာမှပဲစာရွက်ကတခါလေးထွက်လာမှာပါ။ဒါမှမဟုတ်ပရင်တာနဲ့သာရှိတ်ဆက်ထားပြီးသားမရှိဘူးဆိုလို့ရှင် DWG2 PDF PDF ပြောင်းတဲ့ပရင်တာလေးကိုတစ်ချက်လောက်ရွေးပေးထားပါမယ်။ Okay ဒုတိယတစ်ချက်ကကြတော့စာရွက်ရွေးမယ်။ paper size ရွေးမယ်။ကိုထုတ်ရှင်တဲ့စာရွက်က A1 လား A4 လား A3 လားဒီမှာလာရွေးပေးရမှာဖြစ်ပါတယ်။ဒီမျှလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှင် ူကဆာရွက်အမျိုးအစားတွေအများကြီးရွေးလို့ရတယ်ဒါပေမဲ့ paint board area မပါရှင်မှုဆိုလို့ရှိရင် ISO FUBI အမျိုးအစားတွေကရွေးပေးရပါမယ် okay ဒီချက်ကတော့ A4 ထုတ်မယ် A4 မှာသူကရွေးစရာ2မျိုးရှိတယ်290 230ရှိတယ်230 290ရှိတယ်အဲ့ဒါကြတော့အဲဒီအပေါ်က290အရင်လာတဲ့ကောင်ကသူက landscape အနေထားနဲ့ထုတ်မေးလို့ပြောတာပါဒီအောက်ကညှက်တက်စေအရင်လာတဲ့ကောင်ကကြတော့ portrait အနေထားနဲ့ထုတ်မေးလို့ပြောတာပါဒီရှိကတော့ landscape နဲ့ထုတ်မှာမို့လို့အပေါ်က290ခုပဲရွေးပါမယ်နောက်တစ်ချက်ဒီမှာ plot scale ဆိုတာလေးကိုအမှန်ရှိပေးထားပေးရပါမယ်ကို project ကမီလီမီတာဆိုလို့ရှိရင်တော့ဒီညမှာ unit ပြောင်းကြမလို့တကယ်လို့ကိုဆွေးထားတဲ့ project ကပေလက်မတွေနဲ့ဆိုလို့ရှိရင်ဒီမျှလေးကိုနှိပ်ပြီးတော့မှာ အင်းချက်ဆိုတဲ့ကောင်လေးကိုလာပြောင်းပေးရပါမယ်။ဒီနေရာမှာ landscape ဆိုတဲ့ကောင်လေးကိုရွေးထားတာမို့လို့ဒီမှာလည်း landscape ဆိုတဲ့ကောင်လေးကိုပဲရွေးရပါမယ်။ဒီဘက်အပိုင်ကတော့ plus sign တေးပေါ်ဖြစ်ပါတယ်။ plus sign ဆိုတာက print ထုတ်တဲ့အခါမှာကိုလိုချင်တဲ့ color ရအောင်ထုတ်တာကို plus sign လို့ခေါ်တာပါ။သူ့ကို color ရွေးမယ်ဆိုလို့ရှင်မြှားလေးကိုတစ်ချက်လောက်နှိပ်ပါမယ်။သူ့မှာ cut CDP ကိုရွေးမယ်ဆိုလို့ရှင် ်သူက drawing area ပေါ် မှာပေးထားတဲ့ color အတိုင်းထွက်လာမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီလို drawing area ပေါ်ကပေးထားတဲ့ color မကြိုက်ဘူး black and white ထုတ်မယ်ဆိုလို့ရှင် monochrome CTV ကိုတွားရွေးလို့ရပါတယ် monochrome နဲ့ထုတ်တဲ့ခါလို့ဆိုလို့ရှင် printer ကသူကအရန်အယောင်တွေနက်နေတဲ့အဆင်မပြေဘူးဆိုလို့ရှင် သူကဘာပြောင်းလို့ရလဲဆို grayscale ဆိုတဲ့ကောင်လေးကိုပြောင်းပြီးတော့မှထုတ်ပေးရတယ်သူလဲ black and white ပဲဒါပေမဲ့ monochrome လောက်တော့အရောင်မနှက်ပါဘူးအဲဆိုလို့ရှင်သူကအရောင်နဲ့ထုတ်မှမို့လို့ cat CTP ကိုပဲတစ်ချက်လောက်ရွေးထားပါမယ်နောက်တစ်ချက်ကဒီ plot with plot style ဆိုတာလေးကိုအမှန်ရှိပေးထားရပါမယ်အဲ့ခါကျမှဒီမှာရွေးထားတဲ့ object တွေကအလုံးလုံးမှဖြစ်ပါတယ် okay ဒီဘက်အပိုင်းမှာပုံထုတ်တော့မယ်ပုံထုတ်တော့မယ်ဆိုလို့ရှင် ပထမအဆုံး preview တစ်ချက်လောက်အရင်ကြည့်ကြည့်ပါမယ်။ Okay preview ကြည့်လိုက်တဲ့အခါမှာ drawing AI area တစ်ခုလုံးကိုကြည့်တယ်လို့မျိုးဖြစ်နေတယ်။ဒီလိုမျိုးဆိုလို့ရှိရင် ကိုလိုချင်တဲ့ပုံကိုတိကျကြည့်လို့မရဘူး။ဒီလိုပုံစံထုတ်လို့အဆင်မပြေဘူး။တစ်ချက်လောက်ပြန်ထွက်ပါမယ်။ Okay အဲ့ဆိုလို့ရှိရင်ဘယ်လိုထွက်အောင်လဲဆိုရင်သူကကိုလိုချင်တဲ့ပုံကို window ကောက်ပြီးတော့မှထုတ်ပေးရပါမယ်။အဲ့ဆိုရင် plot area ထဲက what to plot ဆိုတဲ့နေရာလေးကညားလေးကိုနှိပ်ပါမယ်။ကိုလိုချင်းတဲ့ပုံကို window ကောက်မှာမို့လို့ window ကိုတစ်ချက်လိုက်ရွေးပါမယ်။ရွေးပြီးတော့မှ first point second point okay window ကောက်လိုက်ပြီ။အဲဆိုရင်လိုချင်တဲ့ပုံစံတိုင်းရလားတစ်ချက်လောက် preview ကြည့်ပါမယ်။အဲဆိုရင်ပုံကသူကစာရွက်ရေးစံတမှာမကြဘဲအောက်ဖက်ကိုကတ်နေတယ်။ ဲ့ဆိုဒီလိုမျိုးထုတ်လို့အဆင်မပြေဘူးပြန်ပြင်ရပါအောင်မယ်ဘာကြောင့်ဒီလိုမျိုးဆန်တာမှာမကြတာလဲဆိုလို့ရှင်ဒီ center the block ဆိုတဲ့နေရာလေးမှာအမှန်ရှင်းမပေးခဲ့တာကြောင့်ပါဒီနားမှာ center the block ကိုအမှန်ရှင်းပေးလိုက်မယ်အဆင်ပြေပြီလားတစ်ချက်လောက် preview ကြည့်ပါမယ် okay ဒီလိုပုံစံမျိုးကြိုက်တယ်ဆိုလို့ရှင်ဒီ printer လေးကိုနှိပ်ပြီးတော့မှတခါတည်း PDF ဖြစ်ထုတ်လိုက်လို့ရတယ် ဒီပုံစံမျိုးမထုတ်ရှင်မှုဆိုလို့ရှင်အပြင်ထွက်ပြီးတော့မှ apply to layout okay ဆိုတာလေးကိုနှိပ်ပြီးတော့မှ print ထုတ်လိုက်လို့ရပါတယ်ကိုကဘေးထိပ်မှာတင်ညာလေ desktop ပေါ်မှာတင်ရင် desktop လို့ရည်ပြီးတော့မှနာမည်ပြောင်းရင်လည်းပြောင်းလို့ရတယ် shift လုပ်လိုက်ရပါပြီ okay တဆုံးတိကြည့်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ် ဒီထက်အသေးစိတ်ကြတဲ့အကြောင်းအရာတွေကိုလေ့လာကြည့်ရင်တော့ညီမတို့ရဲ့ MUC Engineering Training Center Autodesk Advanced Drafting Course ကိုသင်တန်းအနှံ့ပြီးတော့မှလာရောက်လေ့လာနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။